မင်္ဂလာရှိသောမင်္ဂလာရှိသောညနေခင်းဖြစ်ပါစေကျေးဇူးတော်နှင့်ညီသက်ချင်းကောင်းကြီးမင်္ဂလာယေရှုခရစ်တော်ဖျားထံတော်ပါမှသင်တို့ပေါ်သို့တက်ရောက်ပါစေဖျားရှင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါရစေကျွန်တော်ကျေးဇူးတော်ကြောင့်2025ခုနှစ် April 17ရက်နေ့သို့ရောက်ရှိလာပါပြီပို့ဆောင်တော်မူသောဖျားရှင်ကိုကျေးဇူးပြုပါရစေနေ့ရက်စဉ်တိုင်းကြည့်ရှုသူအားလုံးကိုဖျားရှင်သာ၍ကောင်းချီးပေးပါစေ ဒီကနေ့နောက်ဘတ်တော်အဖြစ်ကျွန်တော်စင်ကြင်မဲ့သူအားလုံးတို့ငိန်သက်ချင်းနဲ့ရှင်နဲ့ဂရီတော်ကောင်းကြီးဖြာဖြာတက်ရောက်ပါစေဆွတ်တောင်းကြပါစို့အဖဖေယားဂျေဇုတင်ပါတယ်နောက်ဘတ်တော်အဖြစ်တိဆောက်เสียဖြစ်စေပါအခုလေကျွန်တော်ပြောတာချက်ကိုတော့ပြောခြင်းသာဖြစ်စေပါကျွန်တော်အမိမြန်မာနိုင်ငံတော်ကြီးမှာဘေးမျိုးမျိုးမှဘေးဥပတ်မျိုးမျိုးမှကင်းဝေးစေပါငလင်ဘေးမုံတိုင်းဘေးဘေးမျိုးမျိုးတွေထပ်မလာဘူးဖေယားရှင်ကွက်ကားပါ ဘေးဥပါကြောင့်ဒုက္ခရောက်နေသောသူသည်သည်ပေါ်မှာလဲလုံခြုံမှုနဲ့ကောင်းချီးမင်္ဂလာပြန်ဖြစ်စေပါအခုလဲနားထောင်သောသူအားလုံးအတွက်တည်ဆောက်เสียဖြစ်စေပါယေရှုနာမနဲ့ဆုတောင်းဝေငှပါလေဖျားအာမင်ဖျားရှင်ရဲ့ဂျေဇုတော်ကိုချီးမွမ်းပါရယ်ကျွန်တော်ဂျေဇုတော်ကြောင့်နှုတ်ဘတ်တော်ကိုကျွန်တော်နေ့စဉ်နားထောင်ခွင့်ရသလိုကျွန်တော်ဒီကနေ့ခေါင်းစဉ်အစ်စ်တစ်ခုကိုကျွန်တော်နားထောင်ကြမှာဖြစ်တယ် အဲ့ဒီညနေလည်လာမဲ့ခေါင်းစဉ်ကတော့ပင်ပန်းခြင်းများပြန်ပြောချင်တယ်ပင်ပန်းခြင်းများဘဝမှာပင်ပန်းတာတွေအများကြီးရှိတယ်ဒါပေမဲ့ချမ်းသာရဒီပင်ပန်းခြင်းနေလွတ်မြောက်ခြင်းရေကျွန်တော်နှုတ်ကပတော်တိုင်းအသက်ရှင်ရင်လွတ်မြောက်ခြင်းရှိသလိုဘာကြောင့်ဒီလိုပင်ပန်းခြင်းနေလာတာလဲဒါကိုကျွန်တော်ဆင်ခြင်မှာဖြစ်တယ်အခုကျွန်တော်အချက်၄ချက်ချမ်းသာရဆိုရင်နှုတ်ကပတော်မှာ ဘာကြောင့်ပင်မန်းလဲလူကဘာကြောင့်ပင်မန်းတတ်လဲအဲ့ဒီအချက်လေးချက်ဟာလူကိုပင်မန်းခြင်းဖြစ်စေတယ်။ဟောဒီကနေ့သင်္သတာမှာလည်းပင်မန်းခြင်းတွေကလွတ်မြောက်ခြင်းရင်အဲ့ဒီအချက်လေးချက်ကိုအထူးရှောင်မှုလို့တယ်။ဒါကိုကျွန်တော်ဒီကနေ့ညနေမှာဆင်ခြင်မှာဖြစ်တယ်။ဟောတချို့ကဘာနဲ့ပင်မန်းလဲအလုတ်နဲ့ပင်မန်းတယ်။စိတ်ဖိစီးလို့ပင်မန်းတယ်။တချို့ကျတော့စိုးရိမ်လွန်ကဲလို့ပင်မန်းတယ်။တချို့ကျတော့လည်းစားမရအိမ်မရဘေးဥပါဒေတွေ့ကြုံလို့ပင်မန်းတယ်။ တချို့ကြောင့်လည်းသဘာဝဘေးနံချိန်ချောက်တာတွေကြုံရလို့ပင်ပန်းတယ်။ဒါပေမဲ့ချက်တော်ညီကိုမောင်မပင်ပန်းခြင်းအလုံးဆိုတာကဖျားပေးတာမဟုတ်ပါဘူး။ပင်ပန်းခြင်းဆိုတာကလူတို့ကကောင်းတဲ့လက္ခဏာတော့မဟုတ်ပါဘူး။ဖျားသခင်ကတတ်တာခြင်းပေးတဲ့ဖျားဖြစ်ပါတယ်။အော်ဒီကနေ့သင်ကတတ်တာခြင်းကိုလူခြင်းရင်ဒီပင်ပန်းခြင်းကို ဖြစ်စေတဲ့အရာတွေကိုကျွန်တော်တို့ကရှောင်ရှားတတ်ရမယ်။ ဒါကြောင့်တခိရှုကပြောတယ်ငါထမ်းဖို့ကထမ်းလွယ်တယ်ငါဝင်ဟာပော့တယ်ဆိုတာတတ်တာလေလို့ပြောတာပါနောက်ဒီကနေ့တတ်တာချင်းကိုရကြရင်ပင်မခြင်းဖြစ်စေတဲ့အရာတွေကျွန်တော်တို့ရှောင်ရမယ်တောင်ကျန်တာထဲမှာဘာကြောင့်ပင်မနာလဲအချက်၄ချက်ကျွန်တော်နားထောင်မယ်အဲ့ဒါလေးမသွားခင်အဓိကကျမ်းလေးကျွန်တော်ဖတ်ချင်တယ်တရား၄ခုမြောက်သောစာလံပိုက်ငယ်29မှာမျက်နာတော်ကိုလွှဲတော်မူလင်သူတို့သည်ပင်ပန်းကြပါ၏သူတို့တက်ကိုရုပ်သိမ်းတော်မူလင်သူတို့သည်သေ၍မိမိတို့မြေမှုန့်နေသို့ပြန်သွားကြပါ၏ တရား၄ခုမြောက်သောစာလပိုက်ငယ်29ဒီချမ်းမိုက်ကဘာကိုပြောတာလဲဆိုတော့ဒါတလိ့ဆန်တွေကိုပြောတဲ့အကြောင်းအရာဖြစ်ချမ်းစာပါကျွန်တော်ချမ်းစာထဲမှာဒါတရား၄ခုမြောက်သောစာလကျွန်တော်ပိုက်ငယ်25လောက်ကနေတောက်လျှောက်ဖိုင်ဘာတော့တွေ့ရမလဲဆိုတော့ဖျားကေဖန်ဆင်းထားတဲ့သရဝါရီထဲမှာရေသရဝါရီလည်းရှိအဲ့ရေသရဝါရီမှာငါးကြီးလဝိတန်တို့ဘာလို့ရှိအဲ့ဒါဖတ်ချင်တရား၄ခုမြောက်သောစာလအဲကျွန်တော်အပိုက်ငယ်26 29ကိုကျွန်တော်ဖိုင်တွေ့ရတယ် အချိန်တိုင်းဒီငါးတွေတော့မားတယ်ဘုရားသခင်ရဲ့လက်တော်ကိုမျှော်ချီရတယ်။ဘုရားသခင်ကမျက်နာမူရင်းနဲ့သူတို့တတ်တာတဲ့။ဘုရားသခင် မျက်နာလွှဲရင်သူတို့ပင်မန်းတယ်။ဟောတလိဆိုင်အောင်တတ်တာချင်းဆိုတာဖန်တီးယူလို့ရတာမဟုတ်ဘူး။နားထောင်ပြီးလိုက်လျှောက်မှရတာဖြစ်တယ်။ဒါကြောင့်အခုကျွန်တော်တို့ဖတ်တဲ့ဒီချမ်းပိုက်ကတလိဆန်နေတော်မှဘုရားသခင် မျက်နာတော်လွှဲရင်သူတို့မှာပင်မန်းခြင်းတွေများကြီးခံစားရတယ်။ ော်ဒီအောင်ကြည့်နေအောင်ဖခင်မျက်နာလွှဲရင်ပင်မနေဆိုဖခင်မျက်နာမူခြင်းခံရရင်သတ်တာခြင်းရှိတာပေါ့အဲကျန်းစာရမှာဖခင်တကယ်မျက်နာလွှဲခြင်းခံရတဲ့ပုံကိုယ်တွေကဘယ်သူတွေလဲဆိုတော့အများကြီးရှိတယ်အဲ့ဒီကနှိမ့်အောင်ပြောပြခြင်းတယ်နံပါတ်1ကရှောလူရှင်မင်းရှောလူကဖခင်စကားနားမထောင်တော့ဖခင်မျက်နာလွှဲတဲ့အခါသူ့မှာပင်မခြင်းနဲ့နောက်ဆုံးကီလဘောတောင်မှာသူသေရနောက်ဒုတိယတယောက်ဖခင်တကယ်မျက်နာလွှဲခြင်းခံတာဖခင်တကယ်သူ့ဆုံးပြတ်သွားတယ်အဲ့ဘယ်သူလဲဆိုတော့ရှန်ဆော 别人给做那都细的，他们做别人给么天灵子弄的个，别的给送别钱看那个，你拿多少钱看那个？侬说你是跑钱看伢的，是不是撇钱看伢？别拿手嘛对不往个呀？咹？讲到么别人给，你拿多少钱看那个？小路呢享受？这个家咪一的，哎，你阿个我要让，不要紧啦。给侬别人给，你拿目钱看？讲的话，别人给，你拿木钱看那不就叫做什么了？什么了，伢的钢铁。 ဖခင်ရဲ့အတောင်သူနာဆွတ်တတ်တယ်ဗျာခလေးတယောက်ကအိတ်နေတဲ့အချိန်ဆိုတော့တော်တော်နှိုးရတာသိခတ်တယ်နှိုးဖို့တော့ခတ်တယ်ဆိုတော့ဒီခလေးကိုသွားပြီးစကားပြောတာပို့ခတ်တာပေါ့ခေါ်ရင်လည်းသူမကြောက်နဲ့ချိုက်အိတ်ပြောတာဒါပေမဲ့သူကအတန်နာဆွတ်တော့ဖခင်တကယ်ညရကောင်ဒီခလေးကိုစကားပြောတယ်အဲ့ဒါဖခင်တကယ်မျက်နှာမူချင်းခံတာရှမွေလာတော့ဖခင်တကယ်ကရှမွေလာစကားကိုမပြတ်ရအောင်တာဝန်ယူတယ်အဲ့လိုရေးထားတယ်နောက်ဖခင်တကယ်မျက်နှာမူချင်းခံတာဒါဝိတ် တတိုင်းမိလုံးကဒီဂေါလျက်ကိုချောက်နေတဲ့ချိန်မှာဖျားသခင်မျက်နှာမူခြင်းခံရတဲ့ဒါဝိတ်အဖြစ်ဂေါလျက်ကိုနိုင်ခြင်းခွင့်ဖျားကပေးတဲ့အခါအဲ့ဒီချောက်တဲ့အရာပင်မနဲ့ရာအာလုံးသူ့အဖြစ်လွတ်မြောက်ခြင်းရပါတယ်။တောင်ဒီကနေ့ဖျားရဲ့မျက်နှာလွှဲခြင်းခံရရင်လူဟာပင်မတတ်တယ်။ဒါပေမဲ့ဖျားရှင်ရဲ့မျက်နှာမူခြင်းခံရရင်လူဟာတတ်တာ။အဲ့တော့ဒီကနေ့တရားပင်မနေပြန်ဆင်ခြင်းရမယ်။ဖျားသခင်မျက်နှာလွှဲခြင်းမခံရစေနဲ့။ ဘုရားရှင်မျက်နာမူခြင်းခံရတဲ့သူမှာဘလောက်ခက်ခဲများပါစေသူမှာတတ်တာချင်းရှိတယ်။တော့ဒီကနေ့လိလာတဲ့ခေါင်းစဉ်ကတော့ယူရှင်းတယ်ပင်ပန်းခြင်းများလူဟာဘာဖြစ်လို့ပင်ပန်းခြင်းတွေဝင်တက်လဲဆိုတော့နံပါတ်1ပထမတစ်ချက်ဖျားစကားကိုနားမထောင်ခြင်းကြောင့်ပင်ပန်းတက်။ဟောကျမ်းစာထဲမှာကျွန်တော်အားလုံးသိတယ်အာဒံနဲ့အေဝကောကျန်ကန်ကြီးအခန်းကြီး1အငယ်16ကနေ19ကောကျန်ကန်ကြီး3အငယ်6ကိုဖတ်ကျွန်တော်တွေ့ရတယ် အဲ့ကျွန်တော်အားလုံးသိတယ်ကပောက်ချန်ကန်းကြီးနဲ့16ဆက်ခွန်မှာဘုရားသခင်ကပြောပြီးသားကောင်းမကောင်းဒီကျွမ်းရပင်းအသီးကမတပါဥယျာဉ်ထဲမှာရှိတဲ့အသီးတွေအကုန်စားလို့ရတယ်ဒါပေမဲ့အဲ့ကောင်းမကောင်းဒီကျွမ်းရပင်းရသီးမစားနဲ့စားတဲ့နေ့မှာ အေကံမှန်သိပဲဟောနားလည်အောင်ပြောရင်တော့ဘုရားသခင်ရဲ့တတ်မှတ်ထားတဲ့အရာတွေဘုရားရဲ့စကားတော်တွေ तू ကနားမထောင်မင်းနဲ့လက်တဲ့အချိန်မှာစာရန်စကားတော်နားထောင်လိုက် ။ဟောဒီနေ့ဘဝမှာဖျားစကားနားမထောင်မဲအခြားစကားတွေနားထောင်ရင်တင်ဘဝမှာနံပါတ်1ဘာဖြစ်တယ်လဲပင်ပန်းတယ်။အဲ့တော့ဒီနေ့သင်ဟာဖျားစကားနားမထောင်မြင်ဒီနေ့အစပြားနားထောင်တတ်တဲ့အသက်တာရှိဖို့လိုတယ်။နောက်ဒီကောင်းစရာသိရေးကြီးတယ်။နောက်အာရန်ဤဝညနေတိုင်းဖျားစကားနားထောင်နေရတဲ့လစ်တဲ့အချိန်လေးမှာစာရန်စကားနားထောင်လိုက်တကကြဆင်းသွားတယ်။အဒီကနေ့တင့်တတ်တာမှာနေ့တိုင်းဖျားစကားနားထောင်နေသူဟာလောကရဲ့ စိုးရင်စရာတွေထိတ်လန့်စရာတွေကြောက်လန့်စရာတွေကိုနားထောင်ဖို့ထက်ဘုရားစကားဝယ်နားထောင်အဲ့ဒီအဲမှာတင့်တော်တတ်တာချင်းနေရမှာဖြစ်လောကစကားတွေကကျွန်တော်တို့ဘာဖြစ်စေ ထိတ်လန့်စေစိုးရိမ်မှုကိုဖြစ်စေတောင်းတရားမပင်မခြင်းနံပါတ်၁ဘုသူစကားနားထောင်အောင်မလဲဘုရားစကားနားထောင်အခုအာရအေဝနားမထောင်လို့ပင်မလားမိခေါ့ကြကန်းကြီး၃အငယ်၆မှာဒီလိုရေးထားတယ် ထိုပင်ဟာစားပွေကောင်းခြင်းအစင်လင်လှခြင်းပညာတိုးပွားစေလိုသောငါနှစ်သက်ဖွယ်သော အပင် ဖြစ်ခြင်းကိုမိမ့်မသည်မြင်လျင်အတိကိုယူ၍စား၏မိမိခင်မောအားလည်းပေး၍သူသည်လည်းစား၏ချမ်းသာမှာဘုရားသခင်ကမစားနဲ့ဆိုတဲ့အပင်အတိရဲ့ထူးခြားမှုဟာ စားပွဲကောင်းခြင်းအစင်းလှခြင်းပညာတိုးပွားခြင်းနှစ်သက်ဖွယ်သော အပင်ဖြစ်ခြင်းဆိုတာဒါတရားလုံးကဘုရားသခင်ကသူတို့ညွန်ထားတာမဟုတ်သူတို့စိတ်ကနေဖြစ်ပေါ်နေတာဟောဒီနေ့လောကကြီးမှာအရေးကြီးတယ်ကျွန်တော်စိတ်ကနေဖြစ်ပေါ်နေတဲ့ခံစားချက်တွေနဲ့သွားရင်ပင်ပန်းခြင်းလာတော့မှာဖြစ်ဘုရားကနားထောင်ပြီးတော့သွားရင်အဲဒီငြိမ်သက်ခြင်းနဲ့တည်ငြိမ်ခြင်းကရှိနေမှာဖြစ် ဒါကိုကျွန်တော်သတိထားဒါကြောင့်ဒီဒီလို အချင်းရာတွေဖြစ်လာတာကအရေးကြီးဆုံးအချက်ကသူတို့ရဲ့အမြင်နဲ့သူတို့နှလုံးသားဒီအသီးကိုစားကြစိတ်ဖြစ်နေလို့ဟောဒီကနေ့လောကအရာတွေကိုသိကြည့်တာမြင်တာများလာရင်ဖះစကားကိုကျွန်တော်နားထောင်ဖို့ဝေးသွားတယ်ဟောဒီလောကမှာကြားရတဲ့အခက်ခဲတွေပြဿနာတွေ ဒုက္ခတွေအတွက်လိုအပ်တဲ့ကုညီမှုတွေဟာလားမေတ္တာပြမှုတွေလောက်ရမယ်ကျွန်တော်လောက်ရမယ်ဒါမြင့်လောကရဲ့ပြဿနာတွေဒုက္ခတွေဘီဥပတ်တွေနဲ့စိုးရင်စိတ်တွေကကျွန်တော်တို့နိုင်သွားဖို့မဟုတ်ဘူးဒါကိုပြောချင်တာအခုလေကြည်ဒီအသီးကိုမဆားနဲ့ပြောတာအဲ့အသီးရဲ့လက်ပခြင်းနဲ့နှစ်လိုပဲဖြစ်ခြင်းတွေကအာရအေးဝအောင်နိုင်သွားတယ်ဖျားစကားမနိုင်မဲ့ဒီအသီးကသွားနိုင်သွားတယ် ။ဟောဒီနေ့အားပေးခြင်းနဲ့အခြားယာတွေကသိကိုနိုင်သွားပြီဆိုသိပင်မင်းလာတော့အခြားယာတွေကသိကိုနှွမ်းမှုသွားပြီဆိုသိမှဆိုရင်ချင်းနေဝင်တော့တော့ဒီနေ့သင်ဟာဆိုရင်ချင်းကင်းခြင်းရင်ဖယားစကားများများနားထောင်။တောင်းနံပါတ်၁ဘာကြောင့်သူကပင်မန်းတက်လဲဖယားစကားနားမထောင်ရင်ပင်မန်းတက်တယ်။တော်ဒီနေ့သင်သက်တာမှာ မပင်မန်းခြင်းသက်တာခြင်းမိတိုင်းဖျားစကားနားထောင်ဖျားသခင်မကြိုက်တာမလုပ်နဲ့ဖျားရဲ့အလိုတော်နဲ့နေအသက်ရှင် ဖယားတကယ်လှုပ်စေခြင်းနဲ့အသက်တာနဲ့အသက်ရှင်ဖယားတကယ်ပြောတဲ့အတိုင်းရက်တည်ဖယားရဲ့ဂတိတော်ကိုဆွဲလန်းပင်ပန်းခြင်းကလွတ်မြောက်မှာဖြစ်တယ်ဖယားနာမဘုံကြည့်ပါစေတောက်ဒီနေ့အာဒံနဲ့အေဝါဘာကြောင့်ပင်ပန်းလဲဖယားစကားနားမထောင်ဘူးသင်နဲ့ကျွန်ုပ်မှာဖယားစကားများများနားထောင်ရင်ပင်ပန်းခြင်းကနေလွတ်မြောက်ခြင်းရှိတယ်ဆိုတာကိုနံပါတ်၁အားပေးချက်တောင်အာဒံဆိုတဲ့နာမည်အတိတ်ကလူအစင်းနေသောမြေကြီးလို့အတိတ်က အေးဝဆိုတဲ့နာမည်အတိတ်ဘက်ကအသက်လို့အတိတ်ဘက်ရသူတို့နှစ်ယောက်ကဘုရားသခင်ရဲ့တိုက်ရိုက်ဖန်ဆင်းခြင်းခံရဒါပေမဲ့ဖျားစကားကိုတိုက်ရိုက်နားမထောင်ပဲစာတန်စကားကိုတိုက်ရိုက်သွားနားထောင်မိလိုက်တယ်အဲမှာကြဆင်းသွားတာဘုရားစကားတော့နည်းနည်းပါးပါးတော့တိုက်ရိုက်နားထောင်တယ်ဒါပေမဲ့စာတန်စကားသူတို့လွန်မှုသွားတာအော်ဒီကနေ့ကျွန်တော်ရဲ့တက်တာမှာအချားရလွန်မှုမှုမခံနဲ့ဘုရားစကားလွန်မှုမှုခံအဲဒီပေါ်မှာဘုရားရှင်ကတင့်ကိုကောင်းချီးပေးမယ်ဆိုတာကို ပင်မခြင်းကနေလွတ်မြောက်စေမယ်ဆိုတာကိုနံပါတ်1အားပေးခြင်းအဲ့တော့သင်သည်ပင်မခြင်းကလွတ်မြောက်ခြင်းနံပါတ်1ဖျားစကားနားထောင်မှပင်မခြင်းကလွတ်မြောက်မှဖြစ်တယ်ကဲနံပါတ်2ဒုတိယချက်ဒုတိယချက်ကဘာဖြစ်လို့ပင်မလဲဆိုတော့ဖျားခိုင်းတဲ့အရာ မလုပ်ရင်လဲပင်မတက်ပြန်ပြောမယ်လူတစ်ယောက်ကဘာလို့ပင်မလဲဆိုတော့ဖျားသခင်ခိုင်းတာမလုပ်ပဲကိုလှုပ်ချင်ရလှုပ်ရင်လဲပင်မတက်ကဲတော့ကျန်တာကဘုရားခိုင်းတာမလုပ်တဲ့ပုဂ္ဂိုလ်ကဘယ်လိုလဲဆိုတော့ကာယိနာအာဒံရဲ့သား အဲ့တော့ကိုင်းနောက်မွေးတဲ့အခါမှာအာဒံကဘာပြောလဲဆိုတော့ဖယားလူလေးကိုငါရပြီလို့သူပြောတယ်။ဒါပေမဲ့ဒီကလေးလေးကဖယားစကားနားမထောင်မိဘစကားနားမထောင်တော့ဖယားလူလေးမဟုတ်ဘဲနဲ့အလကားလူလေးဖြစ်သွားတယ်။ကြောက်ကြတာဖယားလူမဟုတ်ဘဲအလကားလူဖြစ်။ဘာလို့လဲဆိုတော့ဖယားခိုင်းတာသူမလို့။ကျွန်တော်အလုပ်သေးတယ်ကပောက်ကြောင်ကြီးလေးအငယ်ခုနှစ်ကနေကိုအငယ်၁၂ကိုဖတ်ရင်ဘာတော့တွေ့ရလဲဆိုတော့ဖယားကသူ့ကို ကိုင်းနာနဲ့အာဘီလာရဲ့ပူဇော်တကာမှာအာဘီလာလို့ခေါ်တဲ့ညီရဲ့ပူဇော်တကာကိုဘုရားသခင်လက်ခံတယ်။ကိုင်းနာပူဇော်တကာကိုလက်မခံဘူး။အသီးနာပူဇော်လို့လက်မခံတာမဟုတ်ဘူး။ယုံကြည်ခြင်းမပါလို့လက်မခံတာ။တောင်းဘုရားသခင်ပြောတယ်မင်းပူဇော်တကာကပြန်လက်ခံမယ်။တကားနာမှာဟလားအပြစ်ဖြေဖို့ရစ်ကောင်ရှိတယ်။အဲ့ဒီကောင်တော့တတ်ပြီးမင်းပူဇော်လိုက်ကလက်ခံမယ်။အဖျားသခင်ကပြောချင်တာတော့သိုးထပ်ပူဇော်လို့ပြောချင်တာ။ ဖျားသက်ခိုင်းတာသို့သောသက်ခိုင်းတာဒါပေမဲ့ကာယနာညီကိုသွားတော့လိုက်အဲ့ဒါသူ့ဘဝမှာပြင်ပန်းခြင်းလာတာအာရယောက်ကြည့်ကြမယ်လူကနမတ်နဲ့ဘာလို့ပြင်ပန်းလဲဖျားခိုင်းတဲ့ຢာမလုပ်ရင်လေပြင်ပန်းတယ်အော်ဒီနေ့သင်ကိုဖျားဘာခိုင်းလဲနေ့တိုင်းကျွန်တော်ထောင်တက်အဲ့တော့ကျွန်တော်ဖျားခိုင်းတာမလုပ်တတ်ရင်လေသင်မှာဘာဒီလာမလဲပြင်ပန်းခြင်းလာတက်ကဲအဲ့ဒါလေးကျွန်တော်ဖတ်ကြည့်မယ်ဘောက်ကြံကန်းကြီးလေးအငယ်ခုနှစ်မှာသင်ဒီကောင်းစွာပြုတ်လုပ်ခွင့်မရသလို့ ကောင်းမွန်စွာမပြုတ်လင်အပြစ်ဖြေသောရစ်ကောင်းသည်တက္ကနာမှဝတ်လျက်ရှိသူသည်တည်းဤလိုသို့လိုက်၍တင်းသည်သူကိုအုပ်ဆိုးရည်ဟုကာယိနာကိုမိတ်လို့။အော်ကာယိနာကိုဖျောက်ခဲ့ပြောရဲကဲမင်းသွားပြီးတော့အဲ့မှာအပြစ်ဖြေရရစ်ကောင်းစွာတိုးရှိတယ်လို့ပြောတာ။အဲ့ဒါကိုတတ်ပြီးပူဇော်လိုက်လို့ပြောတာ။သိုးတတ်ပြီးပူဇော်လိုက်လို့ပြောတာကိုသိုးမတတ်ဘဲနဲ့ညီယိုသွားတတ်တယ်။ကောင်းချမ်းကန်းကြီးလေးအငယ်ရှစ်မှာကာယိနာကလည်းလေသို့သွားကြကုန်အပ်။ညီအာပီလောက်ကိုခေါ်၍လေသို့ရောက်တော့ကညီအာပီလောက်ကိုရံပတ်ပြုတ်၍တတ်လေ။အော်ဒီယိုကြည့်ကြံဖြင့် ကိုင်းနာရဲ့သက်တာမှာဖယားခိုင်းတာကတခုသူလှုပ်တာတခုတောင်သူ့ဘောမှာပင်မညင်းလာတာအဲ့ဒီကနေ့လောကမှာလူဟာဘာကြောင့်ပင်မလဲအချက်၄ချက်ကအခြေခံပြီးပင်မခြင်းဖြစ်စီနံပါတ်၁ဖယားစကားနားမထောင်ရင်ပင်မတတ်တယ်အာဒံအေးဘောလို့အေရင်ဝင်ရမှာသူတို့ဆင်သိမ့်ရတယ်ဒါပေမဲ့ဖယားစကားနားမထောင်တော့အေရင်အပြင်ထွက်ပြီးချွေးကြပြီးမှအစားစားအဲ့ဒါပင်မနံပါတ်၂ဖယားခိုင်းတာမလုပ်ရင်လည်းပင်မတတ်တယ်အဲ့ဒါကိုင်းနာ ဘုရားသိုးကိုတတ်ပြီးပူဇော်ခိုင်းတာသူကညီကိုသွားတတ်လိုက်တောင်းတော့မှဘလို့ပြမင်းဝင်လဲကောင်းချကန်ကြီးလေးအငယ်ကိုးပါထောက်ဘုရားကလည်းသိညီအာပိရသည်အဘေမှာရှိတဲ့ရင်ကိုကာယီနာကိုမေးလင်အကျွန်တော်မသိပါအကျွန်ုပ်ဒီညီကိုစောင့်ရတော်သူဖြစ်တော်မူလျှောက်လေကောင်းချမ်းကြီးလေးငယ်ဆက်နဲ့မှာယခုမှဆက်ပြီးမြေ၌လှုပ်တော်ပဂရိမြေ၌လှုပ်တော်ကပဂရိတိုင်းအသီးနံကိုမရရမြေကြီးပေါ်မှာပြည့်ရတော်သူအရရလေရတော်သူဖြစ်လိမ့်မည်ဟုမိန့်တော်မူ၏အာမင် ဘောက်ကြခန်းကြီးလေးငယ်ဆက်နေမှာကာယီနာမြေမှာဘလောက်သေးနာလှုပ်လှုပ်သေးနာမရိပ်ရအောင်ပြောကြနာအလှုပ်သာလှုပ်တာသူ့ဘဝမှာပါမတောက်ပြောင်လာတာမရှိဘူးဘာကြောင့်သူကဖះခိုင်းတာမှမလုပ်တော့ဒီတခါလေးချုပ်ဖြစ်တတ်တယ်အော်အလှုပ်ကတော့တဲ့တန်လှုပ်တယ်ဒါပေမဲ့ဘာမှတောက်ပြောင်လာမမြင်ရအောင်လှုပ်နေတာပဲလှုပ်နေတာပဲလှုပ်နေဘာမှလှုပ်လည်းမပြီးတာလည်းမဟုတ်အဲ့ဒါဖះခိုင်းတာမလုပ်တတ်လို့ဖះလှုပ်ခိုင်းတဲ့အရာမလုပ်တဲ့သူရဲ့အသက်တာမှာအဲ့လိုတော့တွေ့ရတယ် ဒါကြောင့်ပြောမှာဘယ်ပြောသမာချမ်းစာပြောတောက်ချိတ်လေးကိုင်းနာအလုပ်တွေလုပ်တယ်ဒါပေမဲ့မတောက်ပြောင်းအလုပ်လည်းမပြီးဘာသီးနာမလဲသူမစားအောင်ဘောလံဘုရားခိုင်းတာသူမလို့သူလှုပ်ချင်တော့လှုပ်လို့အဲ့ဒီနေ့လူဟာလှုပ်ချင်ရလှုပ်ရင်လေအဲ့ဒါတွေတော့ကြုံရတယ်အသတိထားတော့လှုပ်ချင်ရလှုပ်ရတာပေါ့ဘုရားခိုင်းတာလှုပ်ရတယ်လှုပ်တဲ့နေရလှုပ်ရတော့မြေကြီးပေါ်မှာအရရလဲရတော့သူသူမင်းနိုင်ရောက်ရောက်မျက်နာမရောက်ကိုင်းနာကိုကြိတ်လိုက်တာနဲ့မျက်နာမရောက် လူတွေသူ့ကိုပြစ်တင်ချိန်မောင်းခြင်းမြင်ရှိတယ်။ဟောဖျားခိုင်းတာသူမလုပ်ခဲ့ဘူး။တော့သူ့ကိုကြည့်တဲ့သူတိုင်းလည်းသူ့အဆင်မပြေဘူး။ဘာလို့လဲဆိုတော့သူ့အထဲမှာဖျားရဲ့အဆံမရှိဘူး။ဖျားစကားမရှိဘူး။ဖျားနဲ့သူသွားလာခြင်းမရှိဘူး။သူ့ကိုကြည့်လိုက်တာနဲ့ဖျားရဲ့ကောင်းမြတ်ခြင်းသူ့အထဲမှာမမြင်ရောက်။တော့သူ့မှာပင်ပန်းခြင်းပဲမြင်ရောက်။တောင်းဒီနေ့လောကမှာဘာလို့လူကပင်ပန်းလဲ။အချက်လေးချက်ကိုကြည့်ပြီးမြင်ရတယ်။နံပါတ်1ဖျားစကားနားမထောင်ရင်ပင်ပန်းတယ်။နံပါတ်2ဖျားခိုင်းတာမလုပ်ရင်လည်းဘာဖြစ်တယ်လဲ။ပင်ပန်းတယ်။ တောက်ကိုင်းတာဖျားခိုင်းတာမလုပ်တော့ဘာဖြစ်တာလဲပင်မလားဟောဒီကိစ္စတက်တာမှာပင်မချင်းနေလွတ်ချင်နံပါတ်1ဖျားစကနာထောင်နံပါတ်2ဖျားခိုင်းတဲ့တိုင်းလို့နံပါတ်3နဲ့4ကတော့ကျွန်တော်လာမယ် life ပြန်လွှင့်တဲ့အခါမှာကျဖို့ပြမှာဖြစ်တယ်ဒီချက်၄ချက်ကိုသိသိထားရင်ပင်မချင်းကနေလွတ်မြောက်လာမှာဖြစ်တယ်တောင်းဒီဒီချက်တော့ညီကိုမောင်မောင်များကျွန်တော်ယုံကြည်တယ်တရားဖျားစကနာထောင်နေမယ် ဖျားခိုင်းတာလုပ်နေမယ်လို့ယုံကြည်တယ်။နားမထောင်မင်းနားထောင်ပါ။ခိုင်းတာမလုပ်မင်းလုပ်ပါ။အဲ့ဒီပုံမှာသင်တတ်တာချင်းပြန်ပြီးရမှာဖြစ်တယ်။တောင်းတခါတော့ကမိပြတိုက်မိထုံးရတယ်မိပြတိုက်မှုတယောက်ရှိပါတယ်။သူ့ရဲ့ယွာနီးမှာရှိတဲ့သူတွေကအဲ့မိပြတိုက်မှာမိထုံးဖို့အတွက်သူ့ရဲ့စီကိုလာလာပြီးတော့ချင်းငါ ဒါပေမဲ့အဲ့ဒီမိပြတိုက်မှုအထက်ကဖော်ပြထားတယ်မင်းလုံးဝအိုက်စီကိုမချီးအောင်ဒါပေမဲ့အဲ့ဒီအချိန်မှာဘာဖြစ်လဲမိပြတိုက်မှုကသဘောကောင်းပြီးချီးချီးလိုက်တာတကယ်တော့မုံတိုင်းလာတဲ့နေ့မှာအိုက်စီကိုသူသွားပြန်တောင်းတော့ရွာသူရွာသားတွေပြန်မပြေးနိုင်မပြေးနိုင်တဲ့ကသူမိထုံးမှုစီမရှိအဲ့ဒီအချိန်မှာမုံတိုင်းတိုက်တဲ့နေ့ဖြစ်တဲ့ကသင်းမောကမိပြတိုက်ကိုမမြင်တဲ့ကကြောက်ဆောင်နေတိုက်ပြီးအဲ့သင်းမောဘောလူပေါင်းများစွာတိတ်ချိတ်ပျက်စီးရနောက်ဆုံးမိပြတိုက်မှုလည်းတရားရင်ဆိုင်ပြီးထောင်ကြပါတော့ ူသူမျိုးကိုစီချင်းငားတာကောင်းပါလေဒါပေမဲ့အလွဲကောင်းနေတာသူ့အထက်ကပြောတယ်စီချင်းငားဝင်မရှိဘူးဘာလို့တကယ်ထုံးတဲ့ကောင်မှမရှိဘူးလေနားလည်အောင်ပြောတော့သူ့စိတ်အလိုနဲ့သူသွားလှုပ်လိုက်တာအထက်ကပြောတဲ့အရာသူနားမထောင်တဲ့အခါသူ့ဘဝမှာပင်ပန်းခြင်းနဲ့အဆက်ကွဲခြင်းနဲ့ဆုံးရှုံးသွားတာတောင်ဒီနေ့ကျွန်တော်တို့စိတ်အလိုတွေနဲ့သွားလှုပ်လို့မရပါဘူးဖျားသခင်ခိုင်းတဲ့အရာကိုကျွန်တော်လှုပ်တတ် အဲ့ဒီပုံမှန်ဘုရားကကျွန်တော်ကိုတာဝန်ယူခြင်းနဲ့သက်သာခြင်းကိုပေးတာဖြစ်တယ်။တောင်းဒီနေ့အပေးခြင်းနဲ့ဒီကနေ့ဝင်ရတဲ့ခေါင်းစဉ်အသိရချီတဲ့ပင်ပန်းခြင်းများဘဝမှာပင်ပန်းခြင်းတွေလွတ်ချင်ရင်နံပါတ်1ဘုရားစကားနားထောင်မှလွတ်မယ်။ဘုရားစကားနားမထောင်ရင်လူဟာပင်ပန်းတတ်တယ်။နံပါတ်2ဘုရားခိုင်းတာမလုပ်ရင်ပင်ပန်းတတ်တယ်။နံပါတ်3နဲ့နံပါတ်4ကဘာတွေလဲ။လာမယ့်ကျွန်တော် live ပြန်လွှင့်တဲ့နေ့ကြရင်ပြန်ပြီး နားထောင်မှာဖြစ်တယ်။ဒါကြောင့်သင်သက်တာမှာပင်မခြင်းကလွတ်မြောက်ဖို့နေ့စဉ်ဘုရားစကားကို နားထောင်ပြီးနေ့တိုင်းဘုရားခိုင်းတဲ့အတိုင်းလောက်တတ်တော်သူများဖြစ်ပါစေလို့အားပေးရင်းနေကုန်းချုပ်လို့တဲ့။ကျမ်းစာရောက်ချင်းစီတိုင်းဖြတ်ရှင်သာ၍ကောင်းချီးပေးပါစေ။ငြိမ်သက်ခြင်းရှိပါစေ။ God bless you all ။ကျွန်တော်ဒီကနေ့ညနေတော့အနေငယ်လေးပြင်ညာစရာလေးတွေကျွန်တော်တခါလေးပေါ်ပြခြင်းပါလေ။နမတိချင်ညာစရာတော့ကျွန်တော်နှစ်ဖက်နှစ်နှက်6နာရီခွဲမှာကျွန်တော်ကြောက်ရင်ယုံကြည်ခြင်းနဲ့ချင်းတဲ့တော့မှာအာယုံဥဝိပုကိုးကွယ်ခြင်းနဲ့တူ ကျွန်တော်ချစ်ခင်လေးစားရတဲ့ကျွန်တော်ရဲ့မိခင်ကြီးသေုံဆယ်မကြီးသိခရီဆယ်မကြီးဒေါက်တာလှရင်ဤ73နှစ်ပြည့်အောက်မေဝဝုပြုကိုကိုွယ်ချင်းရှိပါတယ်။ဒါကြောင့်ကျွန်တော်အားလုံးကိုနှွေးထွေးစွာကြိုဆိုရဲကျွန်တော်အဝေးရောက်အတင်းသူတင်းသားများအဲကျွန်တော်အမြင်လာနေတဲ့အတင်းသူတင်းသားများအွန်လိုင်းပရိသတ်များမိဂါရအတင်းသူတင်းသားအားလုံးကိုကျွန်တော်နှွေးထွေးစွာကြိုဆိုရဲဆယ်မကြီးကိုချစ်ခင်သောဓမ္မပရိသတ်များလာရောက်ပြီးတော့အောက်မေဝမှာပါဝင်ပြီးတဲ့ကာကာရပြုနိုင်ကြောင်း ဖော်ပြလို့ရတယ်ကျွန်တော်နဲ့ဖန်နနဲ့6နိုင်ခွဲမှာပြုလုပ်မှာဖြစ်တယ်နောက်ကတော့ကိုရောသိခရဲဆယ်ကြီးဦးညွန့်လာကဝင်ငှပေးမှာဖြစ်ကြောင်းဖော်ပြပေးလို့ပါတယ်ကျွန်တော်ဒါမနက်ဖန်စနေနေ့အတွက်ဖြစ်လို့ Sunday မှာတော့ကျွန်တော်ဝိပုကိုကိုခြင်း Pump Sunday ရှိပါတယ်အဲ့တော့ကျွန်တော်ကဒီ Sunday တနင်္ဂနွေနေ့က73ရက်နေ့ဖြစ်တယ်လို့အဲ့ဒီကသကြံအကျုံနေ့ဖြစ်တဲ့ကြောင့်ကျွန်တော်ကသင်္นานနဲ့တခါလေးတွဲပြီးပြီးလို့မှဖြစ်တယ် ကျွန်တော်ပုံမှန်ဝတ်ပြုကိုးကွယ်ခြင်းကနက်9နိုင်ခွဲမှာစတော်ညာလေဒီလာမယ့် Sunday 73ရက်နေ့ကိုတော့နက်8ခွဲကလေးကကျွန်တော်စမှာဖြစ်တယ်8ခွဲကနေ9နိုင်အထိ Praise and Worship ဖြစ်တယ်9နိုင်ကနေပြီးတော့ကျွန်တော်17နိုင်အထိ Palm Sunday ကျွန်တော်တန်လွင်ကတနင်္ဂနွေနေ့ဝတ်ပြုကိုးကွယ်ခြင်းပြုလုပ်မှာဖြစ်တယ်ကျွန်တော်ပဲဓမ္မဒေသနာဝင်ခဲ့မှာဖြစ်ပါတယ်အဲ့ဒါပြီးတဲ့က17နိုင်ပြီးတာနဲ့15မိနစ်လောက်နားပြီးတာနဲ့17 15နေ17နိုင်အထိကျွန်တော်ဒီ နွေရာသီစကြံသမန်ကျန်းစာသင်တန်းဖြစ်မနက်ပိုင်းကျန်းစာသင်ကြားခြင်းကိုကျွန်တော်သင်ကြားမှာဖြစ်တဲ့ဒီနေ့မှာတော့ကျွန်တော်အထက်ကဗျာဒိတ်ကျမ်းကိုသင်ကြားပေးမှာဖြစ်တဲ့ခေကာလရဲ့အချိန်နေအမျိုးမျိုးဟာသမန်ကျန်းစာရဲ့ပြည့်စုံခြင်းတွေကိုတော့တွေ့နေရပါတယ်။ဒါကြောင့်ကျွန်တော်သိကောင်းတဲ့နှစ်ကွက်တော်လေးဖြစ်တဲ့ဒါကြောင့်အားလုံးခံယူနိုင်ဖို့ရန်တော့အားလုံးကိုနှွေးထွေးစွာချူဆိုတယ်။ဒါကြောင့်ကျွန်တော်73ရက်နေ့မှာပမ်စန်ဒေးဝတ်ပြုကိုဝယ်ခြင်းနဲ့သင်တန်းတွဲပြီးကျွန်တော်ပြုလုပ်ပြီးညနေပိုင်းမှာတော့ဆယ်ရောဆော့ပက်ထရစ်ဝင်ငါမှာဖြစ်တဲ့ နောက်ကျွန်တော်တို့14 15 16တနင်္လာ အင်္ဂါဘုဒ္ဓဂူစသဖြင့်ပေါ့နော်တနင်္လာအင်္ဂါအထိပေါ့နော်အဲကျွန်တော်သူ့နေ့လိုက်ကျွန်တော်အစီအစဉ်များရှိပါတယ်ကျွန်တော်တနင်္လာနေ့မှာတော့ဆက်ဆက်မျက်နေညနေပိုင်းမှာတနိုင်ခွဲကနေ3ခွဲထိဝင်ရမှာဖြစ်တယ်မနက်ပိုင်းနေမှာတော့တောက်လျှောက်နနရှင်းနိုင်ခွဲကနေ7နိုင်ထိကျွန်တော်နှုတ်ခွက်တော့ဝင်ရသွားမှာဖြစ်တယ်အင်္ဂါနေ့မှာညနေပိုင်းမှာ Reverend Sir Thornton Lin ဝင်ရမှာဖြစ်ပြီးနောက်ဆုံးဘုဒ္ဓဂူနေ့မှာတော့ 16ရက်နေ့မှာတော့ Reverend ဦးကျော်မူနောက်ဘက်တော်ဝင်ခဲ့ပြီးမှဖြစ်ပါတယ်ကျွန်တော်ခေါင်းစဉ်ကတော့အထောက်ဖြောက်ကိုကြောက်ရွံ့ယူတည်ကြလောเนาะထောက်ဖြောက်ကိုကြောက်ရွံ့တတ်တဲ့အသက်တာရှိမှလဲဖခင်ရဲ့ကြွယ်ကာခြင်းခံရမှာ ဖြစ်တယ်တောက်ဖျားတကယ်ကိုတာ၍ကြောက်ရွံ့ခြင်းအသက်တာရှိဖို့ဒီအရာတွေကိုအများကြီးနားထောင်ရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်လေးရတာလုံးသင်တန်းရှိပါတယ်နာနာ၈နိုင်ခွဲမှာညနေ3ခွဲထိဖြစ်ပါတယ်နေ့လယ်စာလဲကျွန်တော် lunch ပြင်ဆင်ထားပါတယ်အားလုံးအခမဲ့ဖြစ်ပါတယ် အဲဒါကြောင့်အားလုံးလာရောက်နိုင်ကြောင်းကျွန်တော်တို့ထွေးစွာကျွန်တော်ကြိုဆိုသလိုလာမယ့် Chatterbury နေ့က Monday Thursday ကျွန်တော်တခေရှုခရစ်တော်ရဲ့နောက်ဆုံးညစာစာပွဲနဲ့ခြေစည်ခြင်းရှိပါတယ်အဲဒါလေးကျွန်တော်တို့အသင်းတော်မှာညနေ9:00နာရီတိတိမှာကျွန်တော်18ရက်4လ2025မှာအဲကျွန်တော်တို့ပြုလုပ်မှာဖြစ်တယ်ကျွန်တော် live ဒီလိုပဲလွှင့်ပေးမှာဖြစ်တယ်အဲဒီနေ့ညနေလဲကျွန်တော်ပဲဓမ္မဒေနာဝေခမှာဖြစ်သလို18ရက်4လ2025 good friday ကျွန်တော်မဟာတောက်ကြကြီးနေဝပြကိုကိုချင်းရှိတယ်နေ့လဲတနာ ਈ တိတိမှာကျွန်တော်အသင်းတော်မှာပြုလုပ်မှာဖြစ်တယ်ရန်ကုန်ရှိတဲ့ဓမ္မပရိသတ်အားလုံးလာရောက်နိုင်သလိုနေနဲ့ပြပပရိသတ်များကိုလည်း live link ပေးမှာဖြစ်ချောင်းပေါ်ပြလို့ပါတယ်ကျွန်တော်အဲ့ဒီ good friday မဟာတောက်ကြကြီးနေမှာလဲကျွန်တော်ပဲနှုတ်ကတော်ဝင်ငါမှာဖြစ်သလို sunday 10ရက်4လ2025နာနာ9နိုင်ခွဲမှာ easter sunday ဝပြကိုကိုချင်းရှိတယ် ကျွန်တော်ပဲဓမ္မဒေသနာဝင်ငါမှာဖြစ်လို့အဲ့ဒီနနက်9:00နာရီခွဲမှာလေ Easter Sunday တနင်္ဂနွေနေ့ဝတ်ပြုကိုဝယ်ခြင်းဖြစ်ပါတယ်အဲ့မှာလေကျွန်တော်ပဲနှုတ်ကတော်ဝင်ငါမှာဖြစ်ပါတယ်ဒါတွေကျွန်တော်ကြိုတင်ပြီးဖော်ပြခြင်းဖြစ်ပါတယ်အဲဒါကြောင့်ဆိုတော့ကျွန်တော်တချံနဲ့ Monday Thursday Good Friday Easter Sunday တော့ရှောက်ဆက်သွားတဲ့တကြောင်အဲကျွန်တော်ကြိုတင်ပြီးအပြီးကျင်ညာခြင်းဖြစ်တယ်နောက်ပိုင်းရက်တွေနေ့တဲ့အခါမှာကျွန်တော်တို့အသင်းတော်ရဲ့ဒီကြောက်ရွံ့ page မှာအဲကျွန်တော်တို့ကြော်ညာလေးတွေတင်ပြထားမှာဖြစ်ကြောင်းဖော်ပြပေးလို့ပါတယ် ကျွန်တော်တို့ညနေတိုင်း live 3နာရီခွဲလွှင့်တာတို့ကျွန်တော်လာမယ့်ပတ်တစ်ပတ်လုံးမှာရပ်နားမှာဖြစ်တယ်။ဒါကြောင့်ဒီ season မှာတောက်လျှောက်ကျွန်တော် live တွေလှန့်ပေးမှာဖြစ်တဲ့ကြောင့်ညနေတိုင်း3နာရီခွဲ live ကိုတစ်ပတ်လုံးရပ်နားပြီးကျွန်တော် Easter Sunday 20ရက်နေ့ပြီးတဲ့အခါ21ရက်နေ့နော်ကျွန်တော်တို့21ရက်နေ့ကျွန်တော်တို့မြန်မာစံတော်ချိန်ညနေ3နာရီခွဲမှာကျွန်တော်ပြန်လည်ပြီးတော့ live ပြန်လည်ပြီးလွှင့်ပေးမှာဖြစ်ကြောင်း ဖော်ပြပြီးလိုပါတယ်အဲ့ဒီ23ရက်နေ့ညနေ3နာရီခွဲမှာဒီပင်ပန်းချင်းများနဲ့ပတ်သက်တဲ့ကြံတဲ့အချက်နှစ်ချက်ကိုကျွန်တော်ဆက်ပြီးနားထောင်စင်ကြယ်ခွန်အားယူရမှာဖြစ်ကြောင်းဖော်ပြရင်းကျွန်တော်ကြက်ရင်းရောင်ချင်းနဲ့ချင်းတဲ့တော့ကြီးစရောကြောင့်ကျွန်တော်ငလင်ဘေးတဲ့ငေါသူများကိုကြီးစရောကြောင့်ကျွန်တော်လင်ငယ်နဲ့ပတ်သုံးရတာမှာသွားပြီးတော့ကျွန်တော်မြေတာပြနိုင်တယ်အဲဒါကတော့ဟိုကျွန်တော် page မှာတော့မြဲတင်ထားတယ်တချို့လဲ Facebook မကြည့်ပဲ YouTube ပဲအများဆုံးကြည့်တော့သူများအတွက်မြင်တွေ့ရအောင်ကျွန်တော် မေတ္တာပြတဲ့ပစ္စည်းတွေကတော့ Jerusalem C လက်ဖက်ခောက်ဆွဲဖနတ်ထမိန်ပစိုးဒေအိုတလဘဆိုလာမီလုံရေတန့်ချန်တောင်းအဲဆက်ကဖြစ်ပေါ့နော်ဒါလေးတွေကိုကျွန်တော်မေတ္တာပြနိုင်ခဲ့တယ်ဒါကတော့ကျွန်တော်မန်လီတန်လျက်ရှစ်မော်အရှိလန်ဒန်ဝင်းအရမှာကျွန်တော်မေတ္တာမေတ္တာပြခဲ့တယ်အဲပစ္စည်းလေးတွေကျွန်တော်ဖြစ်ပါတယ်နောက်ကျွန်တော်တိုက်ဆိုးရွာမှာနော်အဲ့မှာလေးကျွန်တော် တကယ်လိုအပ်တဲ့မိသားစုတွေကိုနော်ကျွန်တော်တိုက်ရိုက် အရရှိအောင်ကျွန်တော်တို့အဲ့ဒီစာသုံးကုန်လေးတွေကျွန်တော်မြစ်တာပြတဲ့မှတ်တမ်းကလေးတွေဖြစ်သလိုနောက်ကျွန်တော်တို့အင်္ဂလကန်သာသနာဝင်းမှာเนาะကျွန်တော်တို့ချစ်ခင်လေးစားရတဲ့ Bishop ညီညီနိုင်ရှိမှာကျွန်တော်အနေငယ်တော့ရောက်ပြီးမြစ်တာပြပါဝင်တဲ့အရာလေးတွေမှတ်တမ်းကလေးတွေဖြစ်တဲ့နောက်ကျွန်တော်ဖျားခီးသင်းတော်ဆက်နောင်နောင်ရှိမှာလဲတွားပြီးတော့ကျွန်တော်မြစ်တာပြတဲ့မှတ်တမ်းကလေးတွေဖြစ်သလိုနောက်တကွန်တိုင်းအသင်းတော်မှာလဲကျွန်တော်တွားရောက်မြစ်တာပြတဲ့မှတ်တမ်းလေးတွေ နောက်ကျွန်တော်မိရှိရအသိတော်မှာကျွန်တော်တို့ရောက်ပြီးမေတ္တာပြရတဲ့အရာနောက်ပြင်မနာမြန်မာနေချင်းသိတော်တို့ကျွန်တော်တို့ရေသန့်เนาะကျွန်တော်တို့ဖဏပြီးတဲ့အခါအဲအဝတ်ထည်ဆက်သဖြင့်ဒါလေးတွေကိုလည်းကျွန်တော်မေတ္တာပြနိုင်တဲ့အရာလေးတွေဖြစ်တဲ့ဒါကြောင့်ပါဝင်ကြတဲ့သူတွေအားလုံးကိုကျေးဇူးတင်လို့ထပ်လက်ဆက်ပြီးတော့လဲကျွန်တော်တို့အဲထူထောင်ရေးကဏ္ဍတွေဆက်လက်ပြီးတော့လဲတချို့လိုအပ်တဲ့ကဏ္ဍတွေမှာလည်းထပ်ပြီးမေတ္တာပြနိုင်ဖို့ရန်အတွက်ကျွန်တော်ပြင်ဆင်လျက်ရှိပါတယ်ဒါကြောင့်သတိရဆွတ်တောင်းပေးနိုင်ကြအထူးပဲဖော်ပြရင် ဒီကနေ့ယေရှုရဲ့ဓမ္မပရိသတ်အားလုံးကိုကျွန်တော်တို့သိချစ်တယ်။ဘေးဥပါဒ်တွေ့ကြုံနေတဲ့သူတွေအားလုံးကိုလည်းကျွန်တော်တို့ထပ်တူထပ်မြခံစားရကြအောင်ဖော်ပြသလိုနေ့တိုင်းဆုတောင်းပေးလျက်ရှိပါတယ်။ဒါကြောင့်ကျွန်တော်တို့ချစ်တော်ညီကိုမောင်မအားလုံးနဲ့သူကျွန်တော်တို့တသားတွေရှိကြအောင်သင်တို့တို့အမြင့်ဆုတောင်းပေးလျက်ရှိကြအောင်ဖော်ပြရင်ဒီကနေ့နောက်ဘက်တော်ဝေငှခြင်းကိုကြည့်ရှုသောဓမ္မပရိသတ်များနဲ့တကွာ online ပရိသတ် Facebook YouTube ပရိသတ်အားလုံးကိုဖျက်ရှင်တာ၍ကောင်းချီးပေးပါစေကျွန်တော်မြန်မာပြည်ကြီးတို့ 3နိုင်ကြာ3မိနစ်သူဆွတ်တောင်းပေးနိုင်ပါတယ်နာနဲ့6နိုင်နာနဲ့9နိုင်နေ့လည်း7နိုင်နေ့လည်း3နိုင်ညနေ6နိုင်ည9နိုင်တို့မှာ3နိုင်ကြာ3မိနစ်မြန်မာပြည်အတွက်သင်သတိရပြီးတော့တနေ့ကို6ချိန်ဆွတ်တောင်းပေးနိုင်ကြောင်းဖော်ပြရင်းဆွတ်တောင်းကောင်းချီးခံယူကြပါစို့အဖဖျားချေစုတင်တဲ့ချေစုသူအားလုံးကိုကောင်းချီးပေးတဲ့နှုတ်ကပတ်တော်အဖြစ်ဒီဆောက်ဆရာဖြစ်စေပါဖျားရဲ့လက်တော်ဒီအားလုံးပေါ်မှာရှိစေပါ ငလင်ဘေးသင့်ပြီးဒုက္ခရောက်ပြီးတော့ယနေ့ထိငိုကြွေးနေတဲ့သူတွေမျက်ရည်သုတ်ပေးပါယနေ့ထိကယ်ဆယ်ရေးမှာအထူးဖြင့်ပြန်လည်တွေ့ရှိရတဲ့ရုပ်ကလပ်များကိုပြန်လည်သင်ဂျိုခြင်းတွေပြုလုပ်နေတဲ့အရာတွေပေါ်မှာခြေခွဲတဲ့မိသားစုတွေအတွက်နှစ်သိမ့်မှုပေးပါ စားစရာတွေအဝတ်ထည်တွေနေထိုင်မှုတွေအိုးအိမ်တွေပြန်လည်တည်ဆောက်နိုင်ဖို့ဘုရားရှင်သည်အဖက်ဖက်ကထောက်ပံ့ပါ ဂျေရုဂျာရီယုံကြည်ရင်ချင်းစင်တော်ကအနေငယ်မေတ္တာပြကိုရသလိုအဖက်ဖက်ကနေမေတ္တာပြနေကြတဲ့သာသနာဖွဲ့စည်းများအမှုပညာရှင်အသိပညာရှင်အတတ်ပညာရှင်စသဖြင့်မြန်မာပြည်နဲ့နေရာအနှံ့မှာမေတ္တာပြနေကြတဲ့သူတွေအလုံးပေါ်မှာဘုရားရှင်ကောင်းချီးပေးတော်မူပါရရှိတဲ့သူတွေတွက်လဲဝမ်းမြောက်စရာနဲ့တကွာသက်သာမှုခံစားရစေပါထပ်ပြီးတော့လဲမုံတိုင်းနေမဖြစ်အောင်ငလင်းနေထပ်မဖြစ်အောင်ဖယားရှင်ကတစ်သလုံးကြွယ်ကြတော့ဘူးပါသူတွေဒီကနေ့မွေးနေ့ချောက်တဲ့မတ်လလက်ကောင်းချီးပေးတဲ့မတ်နိုရာမောင် ကောင်းချီးပေးတယ်ဖခင်ရဲ့လက်တော်စောင့်ထိတ်မှာဒီကနေ့မနေ့ရှင်အလုံးကောင်းချီးပေးသလိုနဖာမမင်္ဂလာနဲ့ပတ်လည်ချရောက်မဲ့ကိုဆောလမွန်မမိမိတို့ရဲ့အသက်တာကျွယ်ဝစုံလင်တဲ့ကောင်းချီးခံစားရသလိုဒီကနေ့မင်္ဂလာနဲ့ပတ်လည်ကြောက်တော်သူများအသီးသီးရဲ့တက်တာမှာစံပြအိမ်အောင်တည်ထောင်နိုင်ခြင်းဘုံတော်ဝင်စားတဲ့သူတွေရဲ့ချက်ရှိတဲ့မိသားစုတွေနှစ်သိမ့်မှုရခြင်းမြန်မာပြည်နဲ့တကမ္ဘာလုံးကနေကြည့်ရှုတဲ့ online ပရိသတ်များအဖေအမေဖိုးဖွားတော်ဦးလေးဆရာသမားမိဘညီကိုမောင်မအားလုံးကိုဘုရားရဲ့လက်တော်စောင့်ထိန်ခဲ့ဘီဥပဒေကင်းဝေးခြင်းနဲ့တကွာ ကောင်းကြီးပြပြသည်သင်တို့အားလုံးပေါ်ကာလဆင်မြတ်တက်ရောက်တဲ့ယနေ့ချစ်ရှုတဲ့ online ပရိသတ်အားလုံးပေါ်မှာလဲမကုံမခန်းနိုင်တဲ့ကောင်းကြီးတို့သည်ယနေ့မှစတက်ရောက်သလိုကျွန်တော်တို့ညရသည်ချမ်းသာချမ်းသာတင်နာပြုလုပ်မယ်စီစဉ်ဝင်ကားမယ်ကရော့ချော်နဲ့တကွာလာရောက်တင်ကြမယ်ဆရာသမားများသက်တာလာရောက်ကြမယ်ဓမ္မပရိသတ်များနဲ့တကွာ online ကကြည့်မယ်ဓမ္မပရိသတ်အားလုံးပေါ်မှာနှုတ်ကပတော်အဖြစ်တိဆောက်ဆရာဖြစ်စေပါမိကြောင်းသာဝရဖျားသည်သူတို့ကိုကောင်းကြီးပေး၍စောက်မှာရောမူပါစေသောသာဝရဖျားသည်သူတို့၌ရွှေမျက်နာတော်လင်းလို့၍ ယုနာဂျေစုပြတော်မူပါစေသောသာဝိယဖျားသည့်တရားလုံးကိုမျောချီး၍ကျွယ်ဝချမ်းသာခြင်းပြတော်မူပါစေသောအနန္တတကုရှင်ကမိတော်သားတော်သာရှင်တော်ဝိညာဉ်တော်သုံးမတစုပြားထံတော်ပမကောင်းကြီးပြပြသည်ကြည့်ရှုတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့ယနေ့မှစ၍ကာလအစင်းမြဲကောင်းကြီးပြပြသက်ရောက်တည်ရှိတည်နေပါစေသောအာမင်ကျေးဇူးတင်ပါတယ်ကျေးရှုခွန်အားယူတဲ့ဓမ္မပရိသတ်အားလုံးကိုဖြတ်ရှင်တာပြီကောင်းချီးပေးပါစေငြိမ်သက်ခြင်းရှိပါစေကျွန်တော် ပေါ်ပြပါအစီအစဉ်များကြော်ညာခဲ့တဲ့အစီအစဉ်ဒီမှာအားလုံးလာရောက်နိုင်ကြောင်းနှွေးထွေးစွာကြိုဆိုရင်းတင်တော်အားလုံးကိုတိတ်ချစ်တဲ့ဖရာရှင်ကောင်းချီးပေးပါစေပြန်လည်တွေ့ဆုံကြပါစို့ connected connected oh, Cheney. Yeah.